ဦးဇင်းတို့ငငယ်စတဲ့တုန်းကဥပမာပဋ္ဌာန်းကျမ်းဆိုကြပါစို့ပဌာနဒီနှလုံးပေါင်းပကအမျိုးမျိုးဌာနကကြောင်းငငယ်စတဲ့စင်ဦးဇင်းတို့ဟိုမန္တလေးမြို့မိုးကောင်းတိုက်ဆရာတော်ဥပ္ပန္ဒိသဘိယောတညောင်ရဆရာတော်ကြီးထံမှာဦးဇင်းတို့ဒီပဋ္ဌာန်းတွေတက်ခဲ့ရ အဆရာတော်ကြီးသာတက်စင်မှာပြောခဲ့တဲ့စကားလေးပေါ့ပကအမျိုးမျိုးဟေးဌာနကအကြောင်းအမျိုးမျိုးသောအကြောင်းကျိုးဆက်ဆက်ပုံတွေကိုဟောထားတာကိုပဋ္ဌာန်းကျမ်းလို့ခေါ်တယ်ကွယ်ဆရာတော်ကြီးကဒီလိုပြောအဲ့တော့ပဋ္ဌာန်းဆိုတာဘာလဲမေးအဘိဓမ္မာဆိုတာလူတွေရဲ့စိတ်တန်တန်မှာဖြစ်တတ်တဲ့သဘောသဘာဝတွေအမျိုးမျိုးနဲ့ဟောထားတာဒါပဋ္ဌာန်းကျမ်းလို့ဒီလိုခေါ်တာပေါ့အဘိဓမ္မာလေး တော်ကောင်းတွေကြားဖို့မှာပေါ့ဥစဉ်တို့တန်ဃာတော်ရှင်သူမြတ်တွေပဋ္ဌာန်းပွဲတွေမှာပဋ္ဌာန်းတွေရွတ်ကြကုသလံဓမ္မံပဋိစ္စာကုသလောဓမ္မောဥပိစ္စတိဥပနိဒေယပိစေယကုသလံဓမ္မံပဋိစ္စာအာကုသလောဓမ္မောဥပိစ္စတိဥပနိဒေယပိစေယအာကုသလံဓမ္မံပဋိစ္စာအာကုသလောဓမ္မောဥပိစ္စတိအာကုသလံဓမ္မံပဋိစ္စာကုသလောဓမ္မောဥပိစ္စတိ ဒါသိပြီးတော့အံ့ဩစရာကောင်းတယ်ဒီပဋ္ဌာန်းရဲ့အသွာလာတယ်လူကြီးရဲ့စိတ်ဖြစ်ပုံတွေကိုဘုရားဟောပြသွားကုသလဓမ္မံပဋိစ္စာကုသလောဓမ္မကုသိုလ်လုတ်ပြီးတော့ကုသိုလ်ဖြစ်တယ်ကုသိုလ်ကိုဆွဲပြူပြီးကုသိုလ်ဖြစ်တယ်ပေါ့ဒါကတော့ကုသိုလ်လုတ်လို့ကုသိုလ်ဖြစ်တာမဆန်းဘူးနောက်တစ်ခါဝက်နောက်တစ်ဝက်ကြကြကုသလဓမ္မံပဋိစ္စာအာကုသလောဓမ္မောဥပ္ပစ္စတိတဲ့ကုသိုလ်လုတ်ရင်းနဲ့အာကုသိုလ်ဖြစ်တာ ါပဋ္ဌာန်းမှာဟောတာလေနောက်တကအကုသလံဓမ္မပဋိစ္စာကုသလောဓမ္မောဥပိ္ပစတိအကုသိုလ်လုံရင်းနဲ့လဲကုသိုလ်ဖြစ်တာလဲရှိတာပဲဟောဒီလိုအကြောင်းအရာတွေကိုပဋ္ဌာန်းကျမ်းကြီးမှာမြတ်စွာဘုရားဟောတာလားတရားလူတွေရဲ့စိတ်ရဲ့သဘောသဘာဝတွေကို မြတ်စွာဘုရားပြောပြတယ်လို့ဒီလိုနားလဲရသရကောင်းနေကြဘူးပါလိမ့်မယ်တန်ငါလုပ်ငန်းဖြင့်အသက်မွေးကြတဲ့တငယ်ချင်းနှစ်ယောက် အရေထဲမှာငားရှာကြအခါကြီးရဲ့ကြီးရောက်တော့တရွာလုံးကဥပုပ်ဆောင်တော့သူတို့နှစ်ယောက်ထဲကျန်နေတယ်ဟာတို့နှစ်ယောက်ထဲတင်ကွာကျန်တဲ့လူတွေဥပုပ်ဆောင်နေကြတို့ကလည်းနှစ်ယောက်သလုံးသွားဥပုပ်ဆောင်လို့လည်းမဖြစ်ဘူးတနေ့လုံးမှတနေ့စားအဲ့တော့ဒီလိုလုပ်မယ်တယောက်ကဥပုပ်သွားဆောင်တယောက်ကငားရှာဒါဆိုတဝက်တော်ကုသိုလ်ရမယ်ပေါ့အဲ့ဒါနဲ့ကောင်းပြီကွာဆိုပြီးတယောက်ကဥပုပ်ကြောင်းသွားပြီးဥပုပ်ဆောင် တယောက်ကရေထဲမှာပါဖြစ်တော့900ဥပုပ်ကြောင်းသွားပြီးတော့ကုသိုလ်သီလဆောက်တည်တဲ့ပုဂ္ဂိုလ်ကကုသလံဓမ္မံပဲကုသိုလ်တရားတွေလုပ်ရေထဲက900တဲ့ပုဂ္ဂိုလ်ကအကုသလံဓမ္မံပေါ့ဗျာဟုတ်လားရေထဲက900တဲ့လူက စိတ်ကပဲရောက်နေတယ်လေမင်းဘုန်းကြီးကြောင်းရောက်လုပ်နေတာအကုသိုလ်တမ်းမဲ့စိတ်ကဟောငါတကယ်ချင်းဒီချင်းဆိုရင်ဘုန်းကြီးတန်း သီလခံယူလောက်ပြီဟာဒီချိန်ဆိုရင်တော့ဖရာကုံတရားကိုတန်ခါကုံတွေပွားလောက်ပြီဒီချိန်ဆိုရင်တော့ခေါ်ကြတဲ့တရားတွေနာပြီးတော့ဓမ္မတဝနာကုစုတွေရလောက်ပြီလူကလုံနေတာကအကုစုအကုစုလုံရင်းနဲ့ပြိတိုက်စိတ်ကကုစုပဲရောက်နေတယ်သူ့မှာဘာဖြစ်လို့ကုစုတွေဖြစ်နေတာဟုတ်လားဟာနောက်တကဘုန်းကြီးကြောင့်ရောက်နေတဲ့လူကဘုန်းကြီးရှေ့သာထိုင်နေတာ ။နတ်တငယ်ချင်းခုချိန်ဆိုရင်900လောက်ပြီ။ပထမရတဲ့ငားလေးရောင်းပြီးဆံဝယ်လောက်ပြီ။အဒုတိယငားလေးရိုက်တက်ပြီးတော့ငါ့အတွက်ဟင်းချက်လောက်ပြီ။ဟော။တယောက်ကကုသိုလ်လုပ်ရင်းနဲ့ဘာဖြစ်တော့အာကုသိုလ်ဖြစ်တာ။တယောက်ကအာကုသိုလ်လုပ်ရင်းနဲ့ဘာဖြစ်နေလို့ကုသိုလ်ဖြစ်တယ်တဲ့သူတော်ကောင်းတို့။ဒါလူတွေရဲ့စိတ်စပါးကွာ။ဟုတ်ပြီလား။ဒါမျိုးကိုပဋ္ဌံလို့ဒီလိုခေါ်တာဗျာ။ ကုသလံဓမ္မပဋိစ္ဆကုသလောဓမ္မဥပိစ္ဆတိကုသလံဓမ္မပဋိစ္ဆအာကုသလောဓမ္မဥပိစ္ဆတိအာကုသလံဓမ္မပဋိစ္ဆကုသလောဓမ္မဥပိစ္ဆတိအဘိဓမ္မာသိပြီးတော့စိတ်ဝင်စားစရာကောင်းကုသိုလ်လုံရင်းနဲ့ကုသိုလ်ဖြစ်ကုသိုလ်လုံရင်းနဲ့အာကုသိုလ်ဖြစ်အာကုသိုလ်လုံရင်းနဲ့လည်းကုသိုလ်ဖြစ်အာကုသိုလ်လုံရင်းနဲ့လည်းကုသိုလ်တွေဖြစ်ဒါမျိုးတွေဟောထားတာ